။ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ဒီနေ့သင်ခန်းစာမှာတော့ဒီအရှိတ်သင်ခဲ့တဲ့သင်ခန်းစာပေါ့နော်။ TUD လို့တောက်ခေါ်တဲ့နော် TPCD နဲ့ကျွန်တော်ဆက်ဆက်နေတယ်ပေါ့နော်။အပါတီလို့ခေါ်တဲ့ from bcd ကိုเนาะဆက်ပြီးတော့ပြောသွားမှာဖြစ်ပါတယ် တော့ကျွန်တော်ဒီမှာပေါ့เนาะဒီ input ကเนาะဒီ to pcd ရော from pcd ရောเนาะကျွန်တော်နှစ်ခုလုံးအတွက်ကိုကျွန်တော် input တစ်ခုစီပေးထားမယ်အဲ့လိုပေးထားပြီးတော့ကျွန်တော်ကเนาะအဲအရင်ဆုံးတော့ကျွန်တော် to pcd ကိုပြန်သွားလိုက်မယ်ပေါ့เนาะပြီးတော့မှာကျွန်တော်တို့က from pcd ကိုသွားမယ်ဆိုတော့ to pcd ကတော့ကျွန်တော်ပြီးခဲ့တဲ့အပတ်ကပြောခဲ့ပြီးပြီပေါ့เนาะ ဆိုတော့ဒါလေးကိုတော့နည်းလေးပြန်ပြီးတော့တော့ကျွန်တော်တို့เนาะပြန်ပြီးတော့အမှတ်ရစေဖို့အတွက်တော့ကျွန်တော်ပြန်ပြီးတော့နည်းနည်းလေးတော့ကျွန်တော်ဖြည့်ပြတော့မယ်ပေါ့เนาะအဲ့တော့ထုံးစံတိုင်းပဲကျွန်တော်တို့ကเนาะဒီအင်ဒီဂျာရီယောတော့ကျွန်တော်တို့ကထုံးစံတိုင်းပဲเนาะကျွန်တော်တို့ဒီမှာအစင်လိုက်ထည့်ခြင်းလည်းရတယ်เนาะအစင်လိုက်ပထည့်ခြင်းလည်းရတယ်ပြဿနာတော့သိသိရှိပေါ့เนาะအဲကျွန်တော်ကတော့ဒီတိုင်းအစင်လိုက်ဒီပဲကျွန်တော်ထည့်လိုက်ပါပဲ ော်ကဲအဲ့ဒါဆိုရင်เนาะကျွန်တော်တို့ဒါလေးကို proof လုပ်ဖို့အတွက်ကိုเนาะအဲ DPSC နဲ့သွားပြီးတော့ချိန်လိုက်ပေါ့เนาะအဲ့တော့ကျွန်တော်ဒီမှာ data table လေးကိုတစ်ချက်သွားမယ်အဲ့တော့ကျွန်တော်လောလောဆယ်တော့ decibel view နဲ့အယူကြည့်မယ်ပေါ့နော်ဒါကျွန်တော်ကိန်းကနဲနေကိုထည့်มาဖြစ်တဲ့အတွက်ဆိုတော့ဟုတ်ပြီကျွန်တော်ကအခုဒီမှာပေါ့နော်ကျွန်တော်89ဆိုတဲ့ကိန်းကနဲတစ်ခုကိုထည့်လိုက် အဲ့တော့ဒီ89ဆိုတဲ့ကိန်းဂဏန်းကိုကျွန်တော်ထည့်လိုက်တယ်အဲ့တော့ကျွန်တော်ထည့်လိုက်တဲ့89ကိုကျွန်တော်က2 BCD ဖြစ်ချင်တာဟုတ်ပြီနော်သူ့အင်ပုတ်ရတာနဲ့သူက89ရဲ့ BCD ကိုပြောင်းပေးမှာဖြစ်တယ်အဲ့တော့ဟုတ်ပြီ89ရဲ့ BCD ကိုနော်အဲသူဘယ်လိုပုံစံမျိုးပြောင်းပေးသွားမလဲကျွန်တော်ဒီမှာတစ်ချက်ကြည့်ပါမယ်အဲ့တော့နော်ဒါဆိုရင်ဒါ89ရဲ့ BCD ဖြစ်ပါတယ်အဲ့တော့ 89ရဲ့ BCD ဘယ်လိုရသွားတာလဲဆိုတာလေးကိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့အပတ်ကတော့ဒီသင်ခန်းစာမှာတော့ကျွန်တော်ပြောပြခဲ့တယ်တော့အဲဒီမှာတော့ပြန်ပြီးတော့ကျွန်တော်အမှတ်ရစေဖို့အတွက်ပေါ့နော်ကျွန်တော်ပြန်ပြီးတော့ပြောပြပါမယ်အဲ့တော့အခုကျွန်တော်တို့ရေးလိုက်တဲ့ဒီ89ကိုတော့ BCD အဖြစ်ပြောင်းလိုက်တယ်တကယ်တော့ဒီ BD 137ဆိုတဲ့တန်ဖိုးကဒီ89ရဲ့ BCD ကနေရတဲ့တန်ဖိုးဟုတ်ပြီနော်အဲ့တော့ decimal အနေနဲ့မှသာသူက137ချိနေတာပေါ့နော်အဲ့တော့ ကျွန်တော်တို့က89ရဲ့ binary ကိုကျွန်တော်တို့ကကြည့်ကျင်တာမဟုတ်ဘူး89ကိုကျွန်တော်တို့က bcd ပြောင်းတဲ့တန်ဖိုးကိုကြည့်ကျင်တာအဲ့တော့ကျွန်တော်တို့ဒီမှာเนาะဒါလေးတစ်ချက်ပေါ့เนาะတော့ဒီမှာကြည့်လိုက်မယ်ဟုတ်ပြီเนาะဒါဆိုကျွန်တော်ဒီမှာ89ရဲ့เนาะအဲ bcd က137အဲ့တော့137ဘယ်လိုရသွားတာလဲဆိုတာလေးကိုကျွန်တော်ဒီမှာတစ်ချက်ရှင်းပြတော့ဟုတ်ပြီเนาะဆိုတော့ဒါကကျွန်တော် ပြီးရတဲ့ဘက်ကလည်းပြောပြပြီးခဲ့ပြီးပြီပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီနေ့နည်းနည်းလေးပြန်ပြီးတော့အမိုက်ပြန်ဖြည့်သွားအောင်ပြန်ပြီးတော့အမိုက်ရစီအောင်ကျွန်တော်နောက်တစ်ချိန်ဖြည့်ပြီးတော့ပြောပြမယ်ကျဲဟုတ်ပြီကျွန်တော်တို့ကအခုပြောင်းပါလား89ဟုတ်ပြီနော်89အဲ့တော့89ကိုကျွန်တော်က BCD ပြောင်းနေတာဟုတ်ကျွန်တော်ပြောင်းနေတာက BCD အဲ့ 하나 코트 90에 하나 가져오지 마시 7 9 0 여기는 애들어 오지 마 비시리 비앙제나 자 비시리 수라가 저러로 그 여기 마 신비앙에 들고에 아 저러 A 4 2 1 코트 또 위로 비앙나 자 A 4 2 1 코트 저러로 아 바이브리에 된 비앙나 이제 저러 리바 코야 코트와 솔루션 저러로가 코야 바이브리가 그렇게 말했어요 one zero zero one shilling. I was just saying about the share by one zero zero shilling. Oh, you know, so now I would one three seven or two result of the so indicator number one ma chano to chat to achieve a solution. Now indicator number one ma now chano B7 a number one. Oh, you know, and one zero zero zero. Okay, the ma one zero zero ba. No, so darling, the highlight will be ba. Okay, no? And not by R reserve, not ABCDA reserve. Okay, no? Not a cool idea, time. No? Not a cool idea, no? 1001, no? Tale, BCDA, no? DJ the co-APC reserve. အဲဒီမှာ one three seven လို့ဖြာပြသွားတဲ့ဟာကတကယ်တော့သူကဘိုင်းမီတန်ဖို့ဟုတ်ပြီနော်ဘိုင်းမီတန်ဖို့ဆိုတော့ကျွန်တော်ဒါလေးနော်အဲကယ်ကူလေတာနဲ့ကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ရတယ်ကယ်ကူလေတာမှာကြာတော့ကျွန်တော်တို့ကနော် PC တီးဖို့လိုချင်နေဆိုရင်ဟတ်ဆန်နေရာမှာသွားရေးရဒါကျွန်တော်ပြောခဲ့ပြီပြီနော်ဟတ်ဆန်နေရာမှာသွားရေးရင်ကျွန်တော်တို့ဒါ PC တီးပေါ်တယ်ဟမ်အဘိုင်းမီဆန်နေရာမှာလာပေါ်တယ်အဲ့တော့သူကဘိုင်းမီမဟုတ်တော့ကျွန်တော်ဟတ်ဆန်နေရာမှာကျွန်တော်တကယ်ထည့်တာကနော်ကျွန်တော်တကယ်ထည့်တာက ဒီနေရာမှာ89ဆိုတော့ကိန်းကနာကိုကျွန်တော်ထည့်လိုက်ဒါပေမဲ့ကျွန်တော်ထည့်တဲ့89ကနော်အဲတကယ်တော့ decibel မဟုတ်ဘူးဟုတ်ပြီနော်အဲကျွန်တော်ကဒီ PCD လိုချင်တာဖြစ်တဲ့လို့ကျွန်တော်ဟန်ဆာနေရာမှာတော့ထည့်လိုက်တကယ်လို့ကျွန်တော်က binary လိုချင်တယ်ဆိုရင်တော့ကျွန်တော်ဒီ decibel 89ရဲ့နေရာမှာတော့ထည့်မှာရဟုတ်ပြီနော်အဲ့လိုဆိုရင်တော့သူကဘာဖြစ်သွားနိုင်လဲဆိုရင်တော့ကျွန်တော်လိုချင်တဲ့ကိန်းကနာနဲ့တော့ဖတ်သွားလိမ့်မယ်ဟုတ်ပြီနော်တကယ်တမ်းကျွန်တော်တို့ကဒီ89ကိုနော် 89လို့ကျွန်တော်သတ်မှတ်ထားတဲ့ကောင်ကျွန်တော် PCE ပြောင်းကျင်တယ်ဆိုတော့ဒီနေ့မှကျွန်တော် hazard rate decimal rate binary rate လို့ရှုပ်ရှုပ်ရှုပ်နေစီအကြောင်းမရှိဘူးဒါကျွန်တော် calculator နဲ့နှိပ်ပြနေလို့ဖြစ်တယ်အဲ့တော့ကျွန်တော်ပြောချင်တာကရှင်းရှင်းလေးပဲเนาะအဲကျွန်တော်တို့ကเนาะ decimal 89ရဲ့ binary ကိုရှာကြည့်တယ်ဆိုရင်ဒီ calculator မှာတော့ကျွန်တော်တို့က hazard နေရာမှာတော့နှိပ်ပြရတယ်ဟုတ်ပြီနော်အဲ့ဒီသဘောပါဟုတ်ပြီနော်ကဲအဲ့တော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့เนาะဒီ 137ထည့်လိုက်လို့เนาะ89ပြန်ထွက်အောင်လို့ကျွန်တော်ပြောလို့မလဲဟုတ်ပြီနော်အခုကကျွန်တော်တို့က89ထည့်လိုက်လို့137ထွက်လာတာအဲကျွန်တော်137ထည့်လိုက်ထည့်လိုက်လို့89ပြန်ထွက်အောင်ကျွန်တော်တို့လုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ကအခုဒီမှာတုံးတယ်เนาะ FRD လို့ခေါ်တယ် from BCD instruction ကိုကျွန်တော်တို့တုံးရမယ်အဲ့တော့ from BCD instruction ကတော့เนาะခုနလိုမျိုးပုံစံမျိုးသွားသွားပြောင်းပြန်ပြန်ဖြစ်သွားမှာဟုတ်ပြီနော် ถ้าสมมุติเราก็เนาะดีอพอมาปิดได้ไอ้ไตล์นี้เว้ยจ๊ะเนาะโลกกิ้งกันงูจรดมาเปลี่ยนพี่รอสลอตมาแท้เลยพี่รอถ้าสมมุติมาบาเทเบรสเสร็จเออเรา137โหลดแท้เลยครับพี่รอเออ137ก็เนาะ ကျွန်တော်တို့သိထားတဲ့137ဆိုတာက binary ဟုတ်ပြီเนาะ137ဆိုတာကကျွန်တော် hexa เนาะဒီ hexa တွေ binary တွေမဟုတ်ဘူးเนาะဒီ137ဆိုတာကဘာလဲဆိုတော့ကျွန်တော်တို့ဒီ86ကနေပြီးတော့ပြောင်းလဲလိုက်တဲ့137ဆိုတာကဘာလဲကျွန်တော်ဒီ86ကနေပြီးတော့ပြောင်းလဲလိုက်တဲ့ PCD တနည်းပြောမှာဆိုရင်137ဒီ86ရဲ့ PCD ဆိုတော့ अब कुछ नरों का बालों चे नाले से बची ये ना चलो दिनी हम आ शिष्य को प्यार लो चे ना अरे ना डेस्टिनेशन को चलो शिष्य को प्यार लो चे शिष्य को प्यार लो चे ना फिर डर चलो लोग का चलो बीसीडी को चलो तो दे प्यार बोल रहा ना दी माँ वन थ्री सेवन ठसी मैं वो ऐ चलो लोग ठेला अभी ना वन थ्री सेवन तो रहता है वो को चलो ठेला अरे वन थ्री सेवन तो बीसीडी ना अ PCD မှเนาะအဲကျွန်တော်တို့က PCD ကနေပဲပေါက်ပြန်ကြောင်းပါလဲဆိုတော့ decimal ကိုပြန်ကြောင်းမယ်အဲ့ဒါပဲအဲ့လိုတိကောပြီးပြီနော်ဒါဆိုရင်ကျွန်တော်ဒီမှာ37ထည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ result ကိုတစ်ချက်ပြန်ကြည့်မယ် okay ဒီမှာ80ကိုပြန်ရသွားပြီဟုတ်ပြီနော်80ကိုပြန်ရပါပြီဆိုတော့ဒီ 2PCD ဆိုတာကြတော့ကျွန်တော်တို့က PCD ကိုပြောင်းပြင်တာ you know ကင်ကင်နတ်ခုခုကိုကျွန်တော်တို့က BCD အဖြစ်ပြောင်းလိုက်ချင်တာ BCD ဖြစ်ပြောင်းချင်တယ်ဆိုရင်ကျွန်တော်တို့အဲဒီ2 BCD ကိုသုံးမယ်အဲ့တော့ BCD ပြောင်းပြီးသားကင်ကင်နတ်ခုခုကိုကျွန်တော်တို့က BCD ကနေပြီးတော့နော် decimal ကိုပြန်ပြောင်းချင်တယ်ဟုတ်ပြီနော် BCD ကနေပြီးတော့ကျွန်တော်တို့က decimal ကိုပြန်ပြောင်းချင်တယ်တကယ်တော့ तू က decimal မဟုတ်ဘူး hexa decimal ဖြစ်တယ်ပေါ့နော် hexa decimal ကိုပြန်ပြောင်းချင်တယ်ဆိုတော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်နော်ဒီ အဲဒီဒီဒီသူ့ရဲ့ density တန်ဖိုးကိုเนาะကျွန်တော်တို့เนาะအစမှာထည့်ခဲ့တဲ့ decimal တန်ဖိုးကိုကျွန်တော်တောင်းထည့်လိုက်မယ်ထည့်ခဲ့လို့ရှိရင်သူပြန်ပြီးတော့ထွက်လာမှာက density เนาะကျွန်တော်အစမှာထည့်ခဲ့တဲ့ decimal နဲ့တန်ဖိုးဖြစ်ပါလေ Okay เนาะဒါလေးကျွန်တော်နားလိုက်မယ်ထင်ပါတယ်အဲဒါတော့ဒီ not to bcd ဆိုတဲ့အကောင်နဲ့ကျွန်တော်တို့ not from bcd ဆိုတဲ့ instruction နှစ်ခုပဲဖြစ်ပါတယ်အဲ့တော့ဗီဒီယိုကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိ